်းမမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဖူခတ် day 2 trip ပေါ့နော်ဒီနေ့ကကျွန်တော်တို့ဒီဖူခတ်မြို့မှာလဲတော့မှာမဟုတ်ဘူးဒီကျွန်းပေါ်တူရှောက်သွားမှာပေါ့နော်အထူးကသွားမှာတော့ဒီ PP Iceland ကျွန်းအပတ်ချန်ကိုသွားမှာပါအဲကျွန်းတကျွန်းနဲ့တော့မဟုတ်ဘူးတခြားကျွန်းတွေ၅ကျွန်း၆ကျွန်းလောက်ကိုပတ်ပြီးတော့သွားမှာပေါ့ဒီအချိန်9နိုင်လောက်ကနေပြီးတော့သွားမှာ9နိုင်ခွဲကိုဟိုတယ်ကကလာကျွန်းမှာပေါ့နော်အဲ့ရနေပြီးတော့မှဘုတ်ရှိရနေအောင်ဆက်သွားမှာပါဗျာ ဆိုတော့အခုကဝေဒါကတော့မိုးတွေရွာနေတယ်။ဟိုအဝေးယူကျွန်တော်တို့အရင်ငြင်းရမှာတော့မဟုတ်ဘူးဗျ။ဒါပေမဲ့ဒီဖုန်သားရောက်ရင်တော့ဝေဒါဘယ်လိုဖြစ်မလဲတော့မသိဘူး။မိုးကညာတွေကရွာနေတာအခုလက်ထိတော့မတိတ်သေးဘူး။ဆိုတော့ခုရောက်ရင်ပြန်တွေ့ပါမယ်အားလုံးပဲ။ခုကတော့တို့ဒီ ဖုတ်တွေစီကိုရောက်ပါပြီဒီကနေမှတစင်ထပ်ပြီးတော့သွားရမှာပေါ့နော်ကားတော့ဒီနားမှာရောက်သွားပါပြီနောက်ဒီမှာကအဲ့လို check in ဝင်ပြီးသွားပြီဆိုရင်ဒီလိုလက်ပတ်လေးတွေပေးတယ်ပေါ့နော်သူတို့နံပါတ်နဲ့လက်ပတ်လေးတွေပေးပါတယ်ဗျ မနက်ကတော့မိုးရမ်းရွာတယ်အခုကတော့နေထွက်လာပြီခိုးရတဲ့လူတွေစောင့်နေပါတယ်ပြီးသွားတော့မှအကုန်လုံးသွားပါမယ်ကျွန်တော်ထင်ဒီ PP Island ကိုသွားမဲ့လူတွေတော်တော်များများတော့ဒီမှာပဲလာပြီးတော့စုရမယ်နဲ့တူတယ်ဗျ ခုကတော့တို့ဒီကျုံးပေါ်သွားဖို့ပေါ့တို့တွေရှင်းပြမှာပေါ့နော်အခုကကျွန်တော်တို့ဘုံနမယ်နဲ့နမတ်တွေကိုခွဲပေးနေရပဲဖြစ်ပါလေဗျာကျွန်တော်တို့ဆက်ဆက်ချင်းသွားမှာတော့မိုက်သွန် island ပေါ့နော်မိုက်သွန် island မှာကတခါတလေဒီ dolphin တွေတွေ့ရတတ်ပါတယ်အဲ့ဒီမှာလဲ snorkeling လုပ်ပါမယ်ဗျာဒီမိုက်သွန် island ပြီးသွားရင်တော့ကျွန်တော်တို့ဒီမာယာဘေးကိုဆက်သွားမာယာဘေးမှာကျတော့ဓာတ်ပုံပဲတည်တန့်ရိုက်ဖို့အတွက်သူတို့ပြောထားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီမာယာဘေးမှာတခါလေကျရင် ငမန်းနေတက်လာတက်လို့ပါနည်းနည်းလေးအန္တရာယ်များလို့ပေါ့နော်ဒီမာယာပေးပြီးသွားရင်တော့ပီလန်လက်ကွန်ပီလန်လက်ကွန်မှာကကြတော့ကျွန်တော်တို့ဒီဘုတ်အကြီးအမားတစ်ဆင့်အသေးလေးဆက်လေးလေးတွေငှားပြီးတောင်ကြားရေးထဲမှာဓာတ်ပုံရိုက်မှာပဲဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်ဒီနှစ်တိုက်ရှိတဲ့ဂျုံပေါ့နော် Viking Case ကိုသွားมาဖြစ်ပါတယ်ပြီးသွားရင် Monkey Beach Monkey Beach ကိုသွားပြီးသွားရင်တို့ဒီ PP Island မှာနေလေသာစားมาဖြစ်ပါတယ်ဗျ PP Island ပြီးသွားရင်တော့ကျွန်တော်တို့ နောက်ဆုံးကျွန်းဖြစ်တဲ့ခိုင်အိုင်နံကိုသွားมาဖြစ်ပါတယ်ဒီခိုင်အိုင်နံမှာလည်းတော်တော်လေးလှပါတယ်ဗျအဲ့မှာလည်း snow clean ထပ်ပြီးတော့လုံมาဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါအခုဆိုရင်ကျွန်တော်တို့လေကဒီစိတ်ကန်းနေပြီးစတင်ပြီးတော့ထွက်ခွာလာပြီဖြစ်ပါတယ်ဗျ။ရာသီဥတုကမနက်တုန်းကမိုးတော်တော်ရွာထားတော့အခုတောင်နေပတ်ပတ်လည်မှာမြူတွေတအားဆိုင်နေပါတယ်။နေရတော့အရန်ကြီးတော့မထွက်ဘူးပေါ့နော်။ ကျုံးပေါ်ရရောင်းရင်တော့ဘလို့ဖြစ်မလဲဆိုတာကိုတစ်ချက်လိုက်ပြီးတော့ကြည့်ကြပါဦး။အခုဆိုရင်တဖြည်းဖြည်းနဲ့ဒီကျုံးနေနာရောက်လာတော့လှိုင်းနေရမြင်တဲ့အတိုင်းပဲတော်တော်လေးလေးကြီးပါတယ်ဗျ။အနေလေးနည်းနည်းလေးပို့ပြီးတော့များတာပေါ့နော်။ဆိုတော့အခုဆက်ပြီးတော့ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်။အခုဆိုရင် ကျွန်တော်တို့ဒီမာယာဘေးကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်ဗျ။ ဒီမာယာဘေးရောက်တော့နေကနည်းနည်းလေးထွက်လာတော့ကျွန်တော်တို့ဝေသာကောင်းတယ်လို့ပဲ ပြောရမှာပေါ့အခုဒီလာတဲ့လူတွေကလည်းတော်တော်များပါတယ်ဆိုတော့ကျွန်တော်တို့ကအခုဒီတရားပေါ်ဖြတ်တရားပေါ်ဖြတ်ပြီးတော့မှဟိုဘက်မှာရှိတဲ့ဒီမာယာဘေးဟိုကျုံးဆွယ်လို့ပဲပြောရမှာပေါ့နော်ကျုံးနေပတ်ပတ်လေဝိုင်းထားတယ်အလယ်မှာ GI လို့သဘောမျိုးဖြစ်နေတဲ့ကျုံးပေါ့နော်ဒီမာယာဘေးကျုံးပုံက အဲ့ဒီကျုံးကိုကျွန်တော်တို့သွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူဆက်လက်ပြီးတော့လိုက်ကြည့်ကြပါဦးအခုကကျွန်တော်တို့ဒီမယာဘေး အပေါ်ကိုစပြီးတော့တက်ပြီပေါ့နော်ဒီတောင်နှစ်တောင်ဂျားတဲ့ကနေပြီးတော့တက်သွားမှာပဲဖြစ်ပါတယ်ရှုပ်ရင်းကတော့အရန်လှတယ်ဒီပပလယ်မှာလည်းတော့လှပါโอเค ိုတော့အပေါ်တက်လိုက်ပါအောင်ပါဒီမားကြတော့ဒီအသွားလန်းနဲ့အပြန်လန်းဆိုပြီးတော့ခွဲပေးထားတာဗောနော်အဲ့လိုမျိုးခွဲပေးထားတော့ကျွန်တော်တို့သွားရလာရတာတွေကပို့ပြီးတော့အဆင်ပြေတယ်ဗျအရန်ဟိုတိုးကျိတ်နေကြမလို့တော့ဗောနော်သွားပြီဗောသူတို့ကလမ်းတစ်ယောက်စာပဲလောက်ပေးထားတယ်အခုဆိုရင်ဒီကျွန်းကိုစပြီးတော့မြင်နေရပြီပေါ့နော် ရေတွေကတော်တော်လေးကိုပြရတယ်တော်တော်လှရတယ်ဒီဘက်ကတော့ no snack တွေပါစားလို့ရတယ်ပေါ့ဟေးဝါชีเรียปะต่องเนี่ยเว้ยสวัสดีอายเชิญมาไม่ได้ ဒီအောက်မှာအောက်မှာလည်းလူတွေအများကြီးပဲโอเคดอปอนอันเตเรียนล่ะခยีတွေသွားလို့ဒီလိုမျိုးဆိုင်းပုတ်တွေတွင်းရင်လဲဘူးတုဒရရဖို့အတွက်အဝင်ရောက်လေ့လာဖို့လဲအကြံပေးလိုက်ပါတယ်ဗျ။ ီကသဲတွေကအကုန်လုံးနှိပါဖြူနေတာတော်တော်လေးဖြူတယ်သဲတွေအော်ခွာဒီကန်းချီကိုစပြီးတော့ဆင်းမော့အော်တော်တော်လှတာပဲဖြူတွေတဲဖြူတွေပဲအဲ့လိုပဲဆိုပါ မှာအလှဓာတ်ပုံရိုက်တဲ့လူတွေလည်းအများကြီးရှိပါကျွန်တော်အခုရောက်နေတဲ့ကျုံကဒီမယာဘေးကျုံပဲဖြစ်ပါလေဗျရေတွေကမြင်တဲ့အတိုင်းပဲအကုန်လုံးပြတောက်နေတာပဲဘေးပပတ်လေကဒီတောင်တွေပပတ်လေပေါ့နော်တောင်တွေပပတ်လေမှာရှိတဲ့ကျုံပဲဖြစ်ပါလေဗျ ဒီကသဲတွေဟာအကုန်လုံးအဖြူတွေပေါ့နော်အကုန်လုံးသဲဖြူတွေကြီးပဲသဲတွေကလည်းအိမ်အရမ်းမိုက်တယ်ဘာတပုံရိုင်းနေလူတွေကလည်းအများကြီးရှိပါအခုဆိုရင်ကန်းကျစ်စောင်းတဲ့လူတွေကဒီ ရေထဲမှာဒီ baby shark လေးတွေတက်လာတာတွေ့တယ်ဆိုပြီးတော့ပြောလို့ဒီရေအောက်ထဲကိုတပ်ပုံရိုက်တဲ့လူတွေကိုအကုန်လုံးဒီကန်းစက်ဘုံတက်ဖို့အတွက်ကိုလိုက်ပြီးတော့អော်နေရပဲဖြစ်ပါတယ်ဗျ။အခုကျွန်တော်တို့ဒီမာယာဘေးကျွန်းပြီးသွားပြီဆိုတော့နောက်တစ်ကျွန်းကိုသွားဖို့အတွက်ကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါဖိတ်ခေါ်လိုက်ပါတယ်ဗျ။ အခုကတော့ကျွန်တော်တို့ဒီ PPI Island သွားရင် မဖြစ်မနေရိုက်ကြတဲ့သူတို့ရဲ့ဒီက traditional လို့ပြောလို့ရတယ်ဟိုတစ်သားဆက်လီလေးတွေပုံမှာထိုင်ပြီးတော့ဓာတ်ပုံရိုက်ကြတဲ့ကျုံးကိုသွားနေရပဲဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါဒီကျုံးနာမည်ကကြတော့ပီလန်းလကုံဖြစ်ပါတယ်ဗျခုကဒီကျွန်းနှစ်ကျွန်းရဲ့အလေတွေကိုကျွန်တော်တို့ဒီဆက်လီတန်မှန်လေးတွေပေါ့နော်တန်မှန်ပဲပြောအောင်ပါပေါ့ ဒီလိုမျိုးလှေလေးတွေနဲ့သွားနေတာပဲဖြစ်ပါတယ်ပြီးသွားတော့မှဒီအဒီကျွန်းအလင်မှာဒီဆက်လီကရက်ပြီးမှာပေါ့နော်အဲ့ကြလုံးမှာဓာတ်ပုံတွေရက်ရမှာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ပုံစံလိုမျိုးဒီကျွန်းနေကိုနောက်ခံထားပြီးတော့ဒီလှေဦးထိတ်မှာထိုင်ပြီးတော့ဓာတ်ပုံရက်ရတဲ့နေရာပဲဖြစ်ပါတယ်ဗျဒီနေရာလို့ ဒီကျွန်းရဲ့ရေတွေကလည်းအခုမြင်တွေ့ရတဲ့အတိုင်းပဲတော်တော်လေးကိုကြည်နေပါလေဗျတချို့ကြတော့ဒီနေရာမှာဒီဓာတ်ပုံမရိုက်ပဲနဲ့ snorkeling လုပ်တဲ့လူတွေလည်းရှိသလိုအခုလိုမျိုးအလှဓာတ်ပုံတွေရိုက်ကြတဲ့လူတွေလည်းရှိပါတယ်ကိုကြိုက်တာကိုရွေးချယ်လို့ရပါလေဗျ မှာကအခုမြင်တွေ့နေရတဲ့အတိုင်းပဲကြောက်ဆောင်တွေကတော်တော်လှပြီးတော့တဘာဝဘိုက်ကိုခံစားရပါတယ်ဗျ။ဆိုတော့ကျွန်တော်တို့နောက်တစ်ကြုံကိုဆက်သွားပါမယ်။ကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာကတော့နှစ်ပေါင်း25နှစ်ကျော်ရှိပြီဖြစ်တဲ့ Viking Case ပေါ့နော်။ဒီငှက်တိုက်ကျွန်းကိုရောက်နေပဲဖြစ်ပါတယ်ဗျ။ဒီမှာကျတော့ဒီကျွန်းပေါ်တော့တက်လို့မရဘူး။ဒီလှေဘွားနေပဲတက်ပုံရိုက်မှတ်တမ်းတင်ပွင့်ပဲပေးထားပါတယ်ဗျ။

လိုင်းကတော်တော်လေးလေးကြီးလာပါတယ်ဗျမိုးရွာတဲ့အချိန်ဆိုရင်တော့ဒီသမုတ်တရားထဲမှာသွားရတာကကြတော့အနည်းလေးလေးနည်းနည်းပုံများတဲ့အတွက်ဂီယူဆိုင်ဖို့ကိုလည်းမှာကျင်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဂျုံတဂျုံကိုဆက်သွားကြရအောင်အခုရောက်နေတာတော့ကျွန်တော်တို့ဒီ Monkey Beach ပေါ့နော် Monkey Beach ကအခုရာသီဥတုအခြေအနေတွေကြောင့်အောက်ဆင်းလို့မရပါပဲဒီ မြောက်တီကိုတော့ရှိသလောက်လေးကိုမှတ်တမ်းတင်ခဲ့ပါတယ်ဗျဒီကျွန်းကလည်းတော်တော်လှတဲ့တဲမှာပါဝင်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီ PP Island ကိုရောက်လာပြီပေါ့နော် PP Island ရောက်လာတဲ့အချိန်မှာရာသီဥတုကမိုးတော့မရွာတော့ဘူးဒါပေမဲ့မိုးအုပ်နေတော့မယ်နေတော့မထွက်ဘူးဆိုတော့ကျွန်တော်တို့တစ်ချက်လေးလိုက်ကြည့်လိုက်အောင်နားတဲ့အချိန်ပေါ့နော်ကျွန်တော်ဒီ တင်မောထိတ်ထိတ်ကနေပြီးတော့ရိုက်ပြတဲ့မြင်ကွင်းမှာဖြစ်ပါတယ်ဒီနေ့ကဝေသာဆိုးတော့မဆိုးမိုးဟာအရင်ကြီးတော့လည်းမရွာဘူးနေရလည်းမထွက်ဘူးဆိုတော့နေလို့တော့ကောင်းတော့အခုပြောရင်းဆိုရင်နေတော့မှမိုးနည်းနည်းလေးပြန်ရွာလာပြီပေါ့နော် ေတွေကတော့တော်တော်ကြီးပါတယ်အာကျွန်တော်တို့အခုနှစ်လေစာဟိုကကြတော့ဒီ ဖီဖီကျွန်းမှာသူတို့နားဖို့တော့ break time ဟိုဘောเนาะတနင်္လာနေ့15မိနစ်ပေးထားပါတယ်ဗျာဒီစီဒီလောက်ဟိုကလန့်ကစားလဲစားပြီးပြီဆိုတော့ဒီမှာခဏအနားယူဓာတ်ပုံရိုက်ဘာညာဘောเนาะဝေသားကတော့နေထွက်လိုက်မူးရွာလိုက်ဆိုတော့အရင်နေတော့မထွက်ဘူးအစင်တော့ပြည်တယ်ဒီဘက်ချမ်းမှာ play တွေကြီးပဲစိုက်တဲ့နေရာဘောเนาะ ီတက်တက်ကတော့သူတို့ဟာကျိုးအဘွားတားပေးထားတယ်ဗျာအကျိုးဝအတွင်းမှာတော့ရေကူးလို့ရပါတယ်ဒီအပြင်ဘက်မှာကျတော့ဒီကဆက်လီတွေတည်တန့်ရက်ဖို့နေရာတွေကိုသူတို့သတ်မှတ်ပေးထားပဲဖြစ်ပါတယ်ဗျာအခုကမိုးကပြန်ပြီးတော့ရွာလာတယ်မိုးရွာလာတော့ဓာတ်ပုံကောင်းကောင်းရိုက်လို့မရပါမယ်ဒီမိုးရွာတဲ့ရတာလေးပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်တို့ကောင်းကောင်းလေးကိုခံစားခဲ့လိုက်ရပါတယ်ဗျာ အခုမြင်တဲ့အတိုင်းပဲရာသီဥတုကလုံးဝကို အမှောင်ကျသွားပါပြီ။ဆိုတော့ကျွန်တော်တို့နောက်ဆုံးကျုံးကိုဆက်ပြီးတော့သွားပါမယ်။ကျွန်တော်နဲ့အတူတူလိုက်ခဲ့ပေးကြပါ။အားလုံးပဲမင်္ဂလာပါ။အခုက ကျွန်တော်တို့ကျုံးတစ်ကျုံးကိုထိုက်ရောက်နေတာ။ဒီကျုံးမှာက ထပ်ပြီးတော့ relax လုပ်ဖို့အချိန်သူတို့45မိနစ်ပေးထားတယ်ပေါ့နော်။ဒီအနောက်မှာ snorkeling လုပ်လို့ရတယ်။ဒီအနောက်က water line အဲ့ဒီနေရာအထိကို snorkeling လုပ်မှဖြစ်ပါတယ်။ ဆိုတော့ပြီးသွားရင်ပြန်တွေ့ပါမယ်ဒီနေရာဒီကျုံးကတော့တော်တော်လှတယ်ကျွန်တော်တို့ဒီတဲပြူကျုံးလိုမျိုးပေါ့နော်ဒီအလေတက်တက်မှာကျုံးဖြစ်နေတာအကျုံးပေါ်မှာမှအာအဲ့လို snorkeling လုပ်လို့ရမယ်ပြီးရင် speed boat တွေပါကြီးစီးလို့ရမှာပေါ့နော် Okay ဆိုတော့ snorkeling လုပ်လိုက်ပါဦးမယ်အားလုံးပဲ PPI နဲ့ခရီးစဉ်ကိုရွေးချယ်ရင်ကျွန်တော်အကြံဉာဏ်ပေးချင်တာကတော့ဒီ snorkeling ကိုဒီနေရာမှာပဲလုပ်ပါဗျ။ဒီမှာကကြတော့ငားတွေတော်တော်များများတွေ့ရတယ်မမြင်ရတဲ့ငားတွေအမျိုးစိတ်တွေပေါ့နော်တော်တော်လေးကိုတွေ့ရပါတယ်ဗျဆိုတော့ကျွန်တော်တို့ဒီသဘာဝတယောက်ဖြစ်နေတဲ့သဘာဝတရားကြီးကိုအပြည့်အဝခံစားလို့ရပါတယ်ဟိုလိုမျိုး James Bond ကျွန်းနေပါသေးတွားရင်နော် snorkeling လုပ်ဖို့ကကြတော့ဒီလောက်ထိအရင်လှပတာတွေမြင်ရမှာမဟုတ်ပါဘူးဗျ အခုကကျွန်တော်တို့ဒီ PP Island ရဲ့ခရီးစဉ်ကတော့ဒါကတော့နောက်ဆုံးကျုံးမဲ့ဖြစ်ပါလေဗျခဏနေရင်တော့ဒီပုံပေါ်တက်မယ်ပြန်မှုစီစဉ်ပါမယ်ဗျကျွန်တော်ရဲ့ဗီဒီယိုကိုတိုက်နှစ်တက်မယ်လို့လည်းထင်ပါတယ်တိုက်နှစ်တက်ရင် Like and Subscribe လုပ်ပေးခဲ့ဖို့လည်းတောင်းဆိုလိုက်ပါတယ်ဗျနောက်ဗီဒီယိုတွေတင်နိုင်ဆက်လက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ဘေးကနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ဖို့အကြံပေးလိုက်ပါတယ်ဗျ ဆိုတော့ကျွန်တော်တို့နောက်ကျရင်ပြန်ပြီးတူပီပီကျွန်း trip ကတော့ပြီးသွားပြီအခု hotel ကိုပြန်မယ်ပြန်ပြီးွားရင်ဒီ walking street တို့ဒီ night market တို့ကိုရှောက်သွားပါမယ်